ဟယ်လိုအားလုံးပဲမိတ်လာပါရှင်ဒီတစ်ခါမှာတော့မင်းစီကို MPTB to be plan လာလျှောက်ထားပြီးတော့ plan ကရပြီ package ကဝင်လို့မရဘူးပြောတဲ့ customer လေးတွေမြင်တင်ပေးလိုက်မယ်เนาะအဲတချို့တွေကဒီလိုလေးပဲပုံနေတယ်မင်းရဲ့ဒီလိုစာတမ်းလေးပဲပုံနေတယ်လုံးဝ plan ဝင်လို့မရဘူးဆိုတဲ့သူလေးကြီးပေါ့เนาะပထမဆုံးဆို MPTB to be plan ရပြီဆိုတာနဲ့ MPTB to be ရနေပြီးတော့ဒီကိုလျှောက်ထားတဲ့ဖုန်းနံပါတ်နဲ့တကွာ plan ရရှိတောင် message လေးချလာတယ်ဒါမှမဟုတ်ရင်မင်းရဲ့ပြောတဲ့အတိုင်း star 233 to send နဲ့စစ်လို့အချက်လေး၅ချက်ပေါ်လာပြီဆိုလို့ရှိရင်လည်းမင်းတို့ B2B plan ရပါပြီ ။ TBW plan ရပြီဆိုတာနဲ့နံပါတ်1မှာ data plan နံပါတ်2မှာ bandwidth plan နံပါတ်3မှာ allowance plan နံပါတ်4မှာ internet plan နံပါတ်5မှာ allowance special plan ဆိုတဲ့အချက်လေး၅ချက်ပေါ့။နံပါတ်1မှာရှိတဲ့ data plan ရဲ့နံပါတ်4မှာရှိတဲ့ internet plan ကိုလုံးဝကြည့်စမ်းမလို့တော့ရိုးရိုး package တိုင်းပဲဆိုတော့လေအဲ့တော့မင်းတို့နံပါတ်2မှာရှိတဲ့ bandwidth plan ကဘာတွေရမှာလဲ။မင်းပြရတဲ့အတိုင်းပဲဒီမှာ B1 B2 B3 ဆိုတဲ့ဒီ plan လေးရမယ်။ဒီမှာ B1 မှာဆိုလို့ရှိရင်တစ်လလုံးမှာ9400ကျော်ပဲထည့်ရမယ်။ MPD အချင်းချင်းမိနစ်100နေ့တိုင်းရမယ်။ပြီးတော့ SNS အဆောင်ရဲ့တရား operator အားလုံးပို့လို့ရမယ်ပေါ့နော်။ data တော့တစ်လလုံးအတွက်သူကြည့်ပြီးပါမ ါမယ်ပြီးတော့ကိုကြိုက်တဲ့ဖုန်းကိုခေါ်ဖို့အတွက်တလစာ150မိနစ်လေးပါမယ်ဒါကတော့ဘောနော် B1 ပေါ့တကယ်လို့ Anycalling နေ့တိုင်းရချင်တယ်အဲဒီဖုန်းပြမိနစ်အချင်းချင်းလေးနေ့တိုင်းရချင်လဲဆိုတော့ B2 B3 အားလေးကိုတစ်ချက်ကြည့်ပြီးနော် နောက်တစ်ခုကတော့အဲနံပါတ်3မှာရှိရဲ့ allowance plan ပေါ့နော်ဒီမှာဆိုလို့ရှင်ပိုင်းရမှာလေမမင်းပြထားတဲ့အတိုင်းပဲ A1 A2 A3 ဆိုတဲ့ဒီ A plan လေး allowance plan လေးရမယ်ဒီမှာတခုတတိထားမှာတချို့တွေက3900ပဲဆိုတော့ A1 ကိုအမင်းရန်ဝင်ကြတယ်ဒါတော့လုံးဝမဝင်ပါနဲ့ဘာလို့ဆိုတော့ तू ကတစ်လလုံးမှာမိနစ်တင်ရမယ်ရတာမင်းဘေးမှာတစ်လစာဆိုတော့တရားကြီးပြထားရရုံနော် A2 ကနေစတော့ဝင်ပေး A2 မှာဆိုလို့ရှိရင်တစ်လလုံးမှာ9900ကျော်ပဲထည့်ရတယ် MPD အချင်းချင်းမိနစ်တင်ရနေတိုင်းရမယ်ပြီးတော့ MPD အချင်းချင်း SNS အဆောင်ရနေရနေတိုင်းပို့လို့ရမယ်ပေါ့နော်ပြီးတော့ဘာရမှာလဲဆိုတော့ data 2GB တစ်လလုံးအတွက်ရမယ်ဒီမှာဆိုလို့ရှိရင်9900 ကိုကထိတ်လိုက်တယ်ကိုကဒါပေမဲ့9300တော့သူကမနှုတ်ပဲနဲ့ပြန်ပေးတယ်အဲ့ဒီ9300ကိုကအင်ဒီကောပြန်ဝင်မယ်ဆိုလို့ရှိရင်ရတယ် data ပြန်ဝင်မယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်ဒါတော့နံပါတ်3မှာရှိရ language plan နောက်ဆုံးတစ်ခုကတော့ data အသုံးများတဲ့သူတွေဖုန်းပြောအသုံးများတဲ့သူတွေအရန်စင်ပြေတဲ့ allowance special plan ဒီမှာဆိုလို့ရှိရင်ကို1000ခွဲ plan ရှိမယ်1000ခွဲ plan ရှိမယ်အဲ့လို plan လေးရှိမယ်ဖုန်းပြောမနစ်ဆိုလို့ရှိရင်တစ်နေ့ကို MP3 အခြေခြေ minute 1000နဲ့တိုင်းရတဲ့ plan လေးပေါ့နော်ကိုလိုချင်တဲ့ package ကိုဝယ်ပြီးသွားဆိုလို့ရှိရင်နံပါတ်1မှာအာဒီလက်စင်ရွေး plan အဝင်မီရဲ့နံပါတ်1မှာယခုတချိန်သာဝင်မီရဲ့ဆိုတာနှစ်ခုပေါ်တယ်။အဲ့တော့မင်းတို့ကလက်စင်ရွေး plan အဝင်မီဆိုတာနံပါတ်1ကိုပဲရွေးပေးရမယ်။ဘာလို့ဆိုတော့ဒီရုံးကနေကိုမှလက်စင်ရွေး plan အခွင့်ပြုထားတာပဲဖြစ်တဲ့အတွက်အဲ့ဒါဝင်မှာပဲရမယ်။ဒီနံပါတ်2မှာရှိရယခုတချိန်သာဝင်မီကလုံးဝဝင်လို့မရဘူးနော်။အဲ့ဒါလေးပြော ောချင်တာမှာတကယ်လို့ကိုကလုပ်ငန်းတွေလုပ်တယ်ဖုန်းပြောစီကအရင်များတယ်ဆိုလို့ရှိရင်ဒီ plan လေးကအရင်အဆင်ပြေပါတယ် plan လျှောက်ချင်ရင်တော့မင်းရဲ့ဝေါ်ပါတင်ထားတဲ့ Viber နဲ့လာပြောရတယ် Telegram နဲ့လာပြောရရတယ်ပေါ့နော်ပြီးတော့ TikTok CV နဲ့လာပြောလို့ရပါတယ်ဖုန်းနံပါတ်ကတော့လေးမင်း comment မှာမှတ်ထားတဲ့ဖုန်းနံပါတ်တစ်လုံးပဲသုံးပါရဲ့နော်အားလုံးကျေးဇူးတင်ပါတယ်ရှင်